နေချဆိုတာญาติဥဒုญาติဥဒုကြီးကသူ့တဘာဝကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးရီရွာလာရွာလာတဲ့အခါမှာအောက်မှာဇေတုကြီးကိုခံထားတဲ့အရာမရှိဘူးအားလုံးဟာလေဟာပြင်းကြီးပဲထက်ကလည်းလေဟာပြင်းပဲအောက်ကလည်းလေဟာပြင်းပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်းပဲဆိုတော့ အဲ့ဒီလေဟာပြင်းထဲမှာကြာလာတဲ့မိုးရေပေါင်းဟာလည်းပဲလေဟာပြင်းထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါင်းကြီးဖြစ်နေအဲ့ဒီရေပေါင်းကြီးပဲနှစ်ပေါင်းများစွာကြာလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံနေမာကျော်လာအပေါ်ယံနေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲအထက်တုန်းကအခွန်မမာသေးဘူး တဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာနာသလိုပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်မက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျောလေးတွေတင်းလာပြီးမာလာဒါနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတဲ့ဖြစ်ပေါ်လာတယ်ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတီဘုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လည်း ကဘာကြီးဟာလုံကြီးလို့ဆိုတာခမန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းเสียရတော့မလိုပါဘူးလေတူကြီးထဲမှာရှိတဲ့အရာတခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေတူထဲမှာနေပြီဆိုတဲ့ကဟိုဘက်ဒီဘက်ကဒေတူတွေရဲ့ပံပိုးမှုကြောင့်လုံးနေကိုသာ ဖြစ်เสียရှိတယ်ပေါ့နော်လုံးနေတဲ့အရာသာဖြစ်เสียရှိတယ်အဲ့ဒီလိုကဘာကြီးထဲမှာ ကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်။ငါကလက်ရှိက လေထုကြီးအာကာသလဟာပြင်ထဲမှာလေထုကြီးရှိတယ်။အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာ။အဲ့ဒီရေထုကြီးပေါ်မှာ ခုနကအပေါ်ကျော်တင်းလာပြီးမြေလွာဖြစ်လာ။ဒီလိုဆိုတာပေါ့နော်။အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာ။ အယံမာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အဲ့တချို့ကတော့ထင်မယ်မြစ်တွေအင်းနေအိုင်နေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်သို့တော်လဲမြေကြီးအောင်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့တူတွေ ရေကြီးအောင်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိသာနေတာရေကြီးအောင်မှာရှိနေတဲ့ရေတွေကဘာတီတုံးကရေတုကစလာအောက်မှာလေတုကပင်ကိုရှိနေလေတုတဲကိုမိုးရွာချလိုက်တဲ့အခါရေတုရေတုကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့ အပူကြောင့်မို့လို့အပေါ်ကျော်တင်းလာအဲ့ဒီကနေမြေဓူးဖြစ်လာအဲ့ဒါကြောင့်မို့အောက်ဆုံးကမြဘဝရှိနေတဲ့လေဓူးကြီးကအမတန်ကြီးမားတယ်လေဓူးကိုခံပေးထားတာက ရေဓူးကြီး ရေဓူးကြီးရဲ့ပေါ်မှာမြေဓူးဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမာပထဝီဤမြေကြီးဟာဥဒကေပဋိဌိတံရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဌိတံအဲ့ဒီရေတွေကတော့ လေတုကြီးအနန္တအာဂတတဲမှာ ရှိတယ်လေတုကြီးမှာတည်တယ်ဝါတော်အာဂတထောတဲ့အောက်ဆုံးကလေတုကြီးကတော့ space ကြီးမှာရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှ မရှိတဲ့နေရာမှသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့ အာကာသဟင်းလင်းပြမှန်လည်းလေဒုရှိဒါကြောင့်မို့လေဒုလေဒုရဲ့အပေါ်မှာရေဒုရှိတယ်ရေဒုရဲ့အပေါ်မှာမြေဒုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင် အောက်မှာခန်းနေတဲ့အနန္တအာကာသတွေကလေဒုကြီးဟာတခါတရံကြတော့အပူအေး ဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေကပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာ။လိုင်းကရဲ့ကြီးတွေလိုလေကြီးဟာဣပြီးတော့တိုက်လာတာ။ရှင်းလေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာဘယ်ပုံမှာပြင်ပါလဲ။မကြမကြလေမုန်တိုင်းတွေဖြစ်လာ။ကြည့်ပေါ့။အဲ့ဒီသဘာဝအကြောင်းမို့လို့ဒီလူတွေမြင်ရတဲ့လေကကမ္ဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေတို့ကအလွန်ကြီးမားတယ် ဲ့ဒီလေးထုကြီးဟာလှုပ်ရှားလာပြီအမတန်ကြီးမားတဲ့မုန်တိုင်းကြီးလိုဖြစ်လာလေးတိုက်တယ်ဆိုရင်လေးကိုမမြင်ရပြီမလို့လေးဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေးထုကြီးဟာတိုက်ခတ်လာတိုက်ခတ်လာတဲ့အခါကျတော့ဥဒကံကံပင်တိလေးထုကြီးဟာနေ ပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပုံမှန်ရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်။လေကမငြိမ်ဘူးဆိုတာထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေဒုကလှုပ်